ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရာလောကနေ့ကမ်ဘီယာဇလန်တွေကိုတင်ဆက်ပေးနေတဲ့ KBK News Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးသူခွန်ရေးသားထားတဲ့မောင်ဝီကေပါဝင်သောနော်တောင်တိုင်းနဲ့အင်ဒိလိဆုံဆွေရဇလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ခဲ့ဖို့မြတ်တာရက်ခံပါစေရှင်။မောင်ဝီကေနဲ့နော်တောင်တိုင်း မဟွေကေတို့ဆရာတပည့်နှစ်ယောက်ကတိတ်ထီဝင်သခွာနယ်ကိုရှာဖို့ရွာနဲ့အလံဝေးတဲ့တောနယ်ကြီးတဲကိုခရီးဆန်းခဲ့ကြတဲ့တတော်ဝင်တတော်တက်ခဲ့ကြရင်သခွာနယ်ရှာဖို့တော့ကိုဖွင့်ခဲ့ကြတာပေါ့သခွာနယ်ကအလွန်ရှားပါအဖိုးတန်လာတဲ့နဝက်စေဘပင်တမျိုးပေါ့တာမန်လူတို့ပင်ရှာရင်းမတွေ့နိုင်ချင်းနဝက်တိတ်ထီဝင်သခွာနယ်၅မျိုးရှိတဲ့ဒီတိတ်ထီဝင်သခွာနယ်၅မျိုးတို့ကတော့ကင်ပလေနယ်ပင်နန်နွေးနယ်ပင် ်သင်နှပ်ပိန်ပုံမရစာနှပ်ပိန်တက်ခွနှပ်ပိန်တို့ပဲဖြစ်ပါတယ်အခုလိုသိတိဝေတက်ခွပိန်တို့ကတနေရာထဲမှာပေါင်နေခြင်းမဟုတ်ပဲနေရာအတီးသားမရှိဘဲနဲ့ပေါင်နေရပေါ့အဆောင်လျှောက်လည်းရှိတယ်အဆောင်လျှောက်ကလည်းပေးမှရတာလေမော်ရီကဲတို့ဆရာတပည့်နှစ်ယောက်လည်းဒီတက်ခွပိန်ရှိမဲနေရာကို အထက်ကလမ်းညွှန်ထားပြီးဖြစ်တာကြောင့်ဒီတောနဲ့ကြီးရဲ့ကိုဝင်လာခဲ့ကြခြင်းလည်းဖြစ်ပါတယ်ဆရာတပည့်နှစ်ယောက်ခရီးနှင်လာရင် တော်ရိုက်သိမ်းဆံမျိုးစုံရှိတဲ့တောနဲ့ကြီးအတွင်းတွေကိုရောက်ရှိလာပါတော့တဲ့ဒီတောကြီးထဲမှာတော်ရိုက်သိမ်းဆံတွေကိုမြစ်တာပေါ်အမြဝေရင်ဝင်သွားခဲ့တဲ့ခါမှာဘလို့အန်ဒီအမကိုမတွေ့ရတော့တောကောင်ကြီးတွေကလည်းမောင်ရီကဲတို့ဆရာတပည့်ကိုမြင်ပေမဲ့ရှောင်ဖယ်ပြီးတော့သွားကုန်ကြတယ်တောနဲ့ကြီးအတွင်းကိုရောက်လေလေ အချမ်းတက်တရာလဲပေါ်လာတာပေါ့ရှုံမြောင်ဆိုင်ဝမ်းပန်းမှာတောဝတ်အုပ်ကြီးကရှုံလိုလူနေရာကိုလည်းတွေ့ခဲ့ရတယ်မောင်ရီကဲတို့ဆရာတပည့်ညောင်းတောနဲ့တဲ့အတန်ဝင်မိတဲ့အခါ ညောင်မုံစိပင်ကြီးတပင်ကိုတွေ့ရပါတော့တယ်။ဒီညောင်မုံစိပင်ကြီးရဲ့တက်တမ်းမှာတော့နှစ်တရာခန့်မကရှိနေတော့တယ်လေ။အပင်ချေရေးမှကြီးမားပြီးအကိုင်းခက်ကြီးတွေကလည်းပြန့်ကျဲလျက်အလွန်ပင်လှပနေရပေါ့။ဒီညောင်မင်ကြီးရဲ့အပေါ်မှာမိခိုပေါရောက်နေတဲ့တစ်ခွအနယ်ပင်ပန်းတွေကလည်းအမျိုးစုံလာတယ်။မောင်ရီကဲကဒီညောင်မင်ကြီးအောက်အရောက်မှာတော့ခြေစုံကိုရက်လိုက်ပြီးတို့လိုချင်တဲ့သိထွေတစ်ခွနဲ့ပင်ကဒီမှာရှိလိမ့်မယ်ထင်ပါ။ ထင်ပေါ်ကလည်းညောင်မိုးစိတ်ပင်ပေါ်မော့ကြည့်ပြီးတစ်ခွာနှက်ပင်ကိုဟိုဟိုတီတီရှာကြည့်တာပေါ့မတွေ့ပါဘူးဆရာယာဗမာလဲပြကျွန်တော်သွားယူပေးမယ်လေအဲ့ဒီအပင်ကိုမင်းတွေ့ရမှာမဟုတ်ဘူးထင်ပေါ်ရဘာလို့ဆိုရင်အဲ့ဒီအပင်မှာကပ်ပြီးတော့နေနေရတဲ့ပုဂ္ဂိုလ်ကသူ့တကိုးနဲ့ဟွက်ထားလို့ပဲဟွန်းပန်းပင်တော့အဆောင်ရှောင်ရှိရလားဆရာယာသိရှိတာပေါ့ထင်ပေါ်ရပန်းပင်မှာမဟုတ်ဘူးကွအပင်တိုင်းမှာသူ့အဆောင်ရှောင်တဲ့သူရှိတာ အဆောင်ရှောင်ရှိလို့ပဲသူတို့နေနေတဲ့အပင်ကိုခုတ်မိရင်နဖန်းစားတာတို့ဘာလို့ဖြစ်တာဗောငါတပည့်ရဟုတ်နားလေပါပြီဆရာဒါဆိုကျွန်တော်တို့ဒီတက်ခွနဲ့ပင်ကိုဘလို့ယူရမှာလဲဆရာရမပူနေထင်ပေါ်ရသူ့ဘာသာသူလာပေးလိမ့်မယ်သူ့ကိုနေရာရွှေဖို့အထက်ကလမ်းညွှန်ပြီးသားပါကွာ ဟုတ်ဆရာ မောင်ရီကဲတို့ဆရာတပည့်နေအောင်ညောင်ပင်အောက်မှာစကားပြောရင်းစောင့်နေကြတော့ညောင်ပင်ပေါ်မှာအတန်တန်ကိုကြားရတာပေါ့ဟဲ့ကောင်စုံလေးတွေ င်းတို့လုံးလို့ငေါ့မာနေစရာအသေးရှားရတော့မဲကွဒေတန်းဆောင်မောင်ရေကယ်တို့ဆရာတပည့်နှစ်ယောက်ကညောင်မင်းဘော်ကိုပြန်တူမော့ကြည့်ကြတဲ့ညောင်ကားရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့အရေးအဝါသားကောင်းတဲ့ညောင်ပင်ကွားကြောင့်မတောင်ရှိပစိုးကိုဝစ်ထားတဲ့ပိုင်ဆွဲဆွဲလူကြီးတယောက်ကိုတွေ့လိုက်ရတာပေါ့ဆဆိုးဟာစကားမှာဒီလူကြီးထံမှလာလာလိမ့်ဒီလူကြီးကလည်းညောင်မင်းဘွားခွာထိုင်နေရာမှာထလာရင်ညောင်ကိုင်းပေါ်မတ်တက်ရရင်နဲ့ပဲသူတို့ရှိရာအောက်ကိုဆင်းလာခဲ့တော့တယ် ဒီလိုကြီးကလည်းခဝဝပိုက်ဆွဲဆွဲကြည့်ပေါ့မင်းတို့လိုလေလူငယ်နှစ်ယောက်ကြောင့်ငါဆောင်းရှောင်းနေရတဲ့ရှားပါတိတ်ထဝင်ပစ္စည်းလေးပေးလိုက်ရတော့မယ်ကွာနင်တို့တွေနဲ့ဒီတိတ်ထဝင်ပင်ယူပြီးတော့ဘာလို့ကြမှာတော့ဟဲ့ကျွန်တို့ကဒီပင်ကိုအကျိုးရှိတဲ့ဘက်မှာအသုံးပြုမှာပါဗျာကျွန်တို့ရဲ့ကိုကြိုးတော်တော်မဟုတ်ရပါဘူးခမရမောင်ရီကဲကဒီလိုပြောလိုက်တဲ့အခါဒီတောင်ရှိပစိုးဝစ်ထားတဲ့လူကြီးရသူတို့နှစ်ယောက်ကိုခြေစုံကောင်းစုံကြည့်ပြီးတော့อืม တင်းတို့အကြည့်ရတာလဲကိုကျိုးငဲ့မဲ့သူတွေဟုတ်ပုံမပေါ်ဘူးလေဒါကြောင့်ဒီပင်လေးကိုတင်းတို့နှစ်ယောက်စီထည့်လိုက်ဖို့အထက်ကမိန့်ထားတာပေါ့ကွာကျုပ်ကတော့နေရအသေးရှာရတော့မှာပဲလေအထက်ကတင်းအတွက်နေရစီစဉ်ထားပေးပြီးသားဖြစ်မှာပါဗျာအေးပါလေယူသွားကြည့်ယော့ဒီလိုနဲ့သူ့လက်ထဲမှာတယူတရကင်လာတဲ့တစ်ခွာနဲ့ဘင်းကိုမောင်ရေခဲလက်ထဲကိုထည့်ပေးလိုက်တာပေါ့ ဒီသစ်ခွာနဲ့ပင်ရဲ့ပုံတရမှာတခြားသစ်ခွာပန်းပင်လိုမျိုးမဟုတ်ဘဲနဲ့တပွင့်လုံးမဲနဲ့နေရလေသူရဲ့အရွက်တွေကပါမဲနဲ့နေရပေါ့ဒီလိုကမ်းပေးလာတဲ့သစ်ခွာနဲ့ပင်ကတော့စွစွပေါင်းသစ်ခွာပင်၃ပွင့်ပါပြီးအလွန်တရာလဲလှပလွန်ပါတယ်မောင်ရီကလေးသစ်ခွာပန်းကိုတောင်ရှိပစိုးဝိတူထာမှာယူလိုက်ပြီးထင်မော့ထံပေးလိုက်ပါတယ်ကဲကဲငါလဲနေရအစ်ကိုသွားတော့မင်းတင်းတို့လဲပြန်ပြီးတော့ကွယ်သစ်ခွာနဲ့ပင်ဆောင်တဲ့ကသူတို့ကိုဒီလိုပြောပြီး ညောင်မင်းပေါ်ပြန်တက်ကပြောက်ွယ်သွားတော့ပါတယ်။မောင်ရေကဲတို့ဆရာတပည့်နှစ်ယောက်လည်းဒီတော်နဲ့ကြီးထဲမှာပြန်လဲထွက်ခွာလာခဲ့ကြတာပေါ့။တစ်ခွာနဲ့ယူပြီးတော်ရဲမပြန်ထွက်လာတဲ့အခါမောင်ရေကဲရဲ့အာယုံထဲမှာတောင်တောင်ကိုမြင်လိုက်ရတဲ့ဒီတောင်ရဲ့အသွင်တံတန်းမှာလုံးဝနွားတစ်ခါအိတ်နေတယ်လို့မျိုးလည်းရှိတာပေါ့။အဲ့ဒီချိန်ဒီတောင်ရဲ့အတွင်ဘက်မှာလူနှစ်ဦးကလည်းထွက်လာပြီးဒီလူနှစ်ဦးမှာယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ဒီလူနှစ်ဦးကလည်းမောင်ရေကဲကိုကာဝရပြုတ်ပြီး ။ဆရာလေးကျွန်တော်တို့လင်မယားကိုကူညီပေးပါဗျာ။ဟုတ်ပါတယ်။ကျမတို့လင်မယားကြွ့ကြိမ်တန်ပြီးမို့လို့ကူညီပေးပါဆရာရဲ့။ဒီနေ့ရောက်ကမောင်ရီကဲကိုအာကိုတကြီးအကြီးနဲ့ကြည့်ပြီးပြောဆိုနေကြတာပေါ့။မောင်ရီကဲတဲ့ဒီနေ့ရောက်ကိုကြည့်ပြီးတော့သင်တို့ကဘသူတွေလဲဗမာနေနေရတာလဲဗျကျွန်တော်တို့ကဒီနွားတောင်မှာနေနေရတာပါဗျကျွန်တော်တို့ဒီနေရာမှာလူစားလဲခံနေရတာကြပါပြီဆရာလေးအင်ကွယ် ကျွန်ုပ်ကူညီပါမယ်။သင်တို့နေရာအတိတ်ကိုသာညွှန်ပြပါဗျာ။ကျေးဇူးတင်ပါတယ်ဆရာလေးရေ။ဆရာလေးတို့လေခူးရောက်နေတဲ့နေရာကနေအနောက်ဆူဆူကိုသွားလာရင် ကျွန်တော်တို့နေတဲ့နွားတောင်ကိုရောက်ပါလိမ့်မယ်ဗျ။ကျွန်တော်တို့အဲဒီမှာဆရာလေးတို့ကိုမျှော်နေပါမယ်။ဆက်ဆက်သာလာခဲ့ပါဗျာ။အေးလာခဲ့မယ်ကွ့။မောင်ရီကဲကဒီလိုကလေးပေးလိုက်ရာဒီလင်များနှစ်ယောက်မှသူ့အာယုံထဲမှာဝေဝါးပြောက်ွယ်သွားလို့တာပေါ့။ကဲထင်ပေါ်ရင် ်ငါတို့တွေပြန်လို့မရသေးဘူးကွဒီအနေပြီးအနောက်ဆွဆွအရက်မှာငါတို့ရဲ့အကူအညီလိုအပ်တဲ့လူတွေရှိနေတယ်။တွားရောက်ကူညီပေးလိုက်ကြရအောင်ကွာ။ဟာဒါမျိုးကတော့လေထင်ပေါ်တော့နှစ်ခါခေါ်စရာမလိုပါဘူးဆရာရ။ဟဲ့ဟဲ့အေးပါကွာ။မင်းကငါတပည့်ပြီးသားလာတယ်။လာအခုပဲသွားစို့။ဟုတ်ဆရာ။ ဆရာတပည့်နှောင်းနွားတောင်မှလင်မယားနှစ်ယောက်ပြောတဲ့အတိုင်းခရီးဆက်လာခဲ့ရာနှာရီအတော်ကြာတဲ့အခါနွားတကောင်အိမ်နေရာနဲ့တူတဲ့တောင်ကြီးတထောင်ကိုတွေ့လိုက်ရတာပေါ့ဒီတောင်လားဆရာဟုတ်ပဲထင်ပေါ်ရငါအာယုံထဲမှာပေါ်တာဒီတောင်ပဲဒီတောင်ကတချောင်းတောင်တွေနဲ့မတူဘဲနဲ့တိကျရှိနေတာကွတကယ်နွားသူကြီးတကောင်အိမ်နေသလိုပဲနော်ဆရာဟုတ်ပါလာတို့ရီဒီမှာစောင့်နေမယ်မောင်ဝင်ကလေးတို့ဆရာတပည့်နှောင်းဒီတောင် မောင်ငယ်ကလေးဆရာတပည့်ညောင်ဒီတောင်ကျင်းမှာစောင့်နေတာပေါ့အဲ့ဒီချိန်တောင်ခေါင်းတင်းမှာလင်မယားနှစ်ယောက်ကလည်းထွက်လာခဲ့ပါတယ်ရောက်လာပြီလားဆရာလေးတို့ကျွန်တော်တို့နောက်လိုက်ခဲ့ပေးပါဗျာဒီလိုပြောတော့မောင်ငယ်ကလေးဆရာတပည့်ညောင်ကိုတောင်ခေါင်းထဲကိုခေါ်ဆောင်သွားတယ်တောင်ခေါင်းအပေါဝါမှာတင်းတယောက်ထင်ရပေမဲ့လည်းအတွင်ဘက်ကတော့ကြီးမကျယ်ပြန့်ပြီးအလင်းရောင်ကောင်းစွာရပါတယ် လှပါတယ်ကြောက်ဆက်ပန်းဆွဲကြီးများမှကြောက်ရည်ဆက်တွေအဆက်ဆက်ကြနေရကူပြင်းဝါမှာရေခွက်လေးတစ်ဖွဲဖြစ်နေတာပေါ့ဒီလီမယားနှစ်ယောက်ကမောင်ရီကဲတို့ကိုလှိုင်းကိုအတွင်းပိုင်းထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်တနေရာရောက်မှရက်လိုက်ပြီးကြောက်တကားတစ်ချက်ကိုအตาရာတွန်းခွဲလိုက်တာပေါ့ဒီကြောက်တကားအနောက်ဖက်မှာတော့မျက်လုံးနဲ့ကျင်းဆက်လာအောင်အယောင်များတလက်လက်ထွက်နေတဲ့ကြောင်းမျက်ရည်နာပေါင်းစုံကိုလည်းတွေ့လိုက်ရတယ်ဒီရည်နာတွေကိုယူပြီးတော့ကျန်ထုတ်တို့အတွက်ဖျားတဆူတည်ပေးပါစေရဲ့ လင်မယားနှစ်ယောက်တည်းမှာယောက်ျားဖြစ်သူဟာပြောတာပေါ့မောင်ရီကလေးကလည်းသူတို့ဘက်ကြည့်ပြီးဒီလောက်များတဲ့ယတနာတွေကိုလည်းတင်တို့လင်မယားနှစ်ယောက်စောင့်ကြရတာလားဗျဟုတ်ပါလေဆရာလေးရဲ့ဒီယတနာကို အစကအဖိုးကြီးတယောက်ကသူ့ရဲ့အချွေရံတွေနဲ့အတူစောင့်ရှောက်ရတာပါဒါဆိုအဲ့ဒီလူတွေကရောသူတို့တွေအကုန်လုံးကကျွလို့ကြကုန်ပြီဆရာလေးရတင်တို့ကရောဘာဖြစ်လို့ဒီနေရာမှာရောက်နေရတာလဲဒီလိုပါဆရာလေးရဲ့ ကျွန်တော်တို့စီးရဲသားလင်များနှစ်ယောက်ဟာလေဒီနွားတောင်တောင်ချေမှာထင်းခွေပေါ်ရောက်နေကြတာပါနေရင်ထင်းခွေပြီးတော့ရလာတဲ့ထင်းတွေကိုရောင်းပြီးဝမ်းရည်ဖြည့်ရှိနေရတာလေတနေ့မှာကျွန်တော်တို့လင်များနှစ်ယောက်ဒီတောင်ချေမှာရှိတဲ့ကူပေါင်းကြီးတစ်ခုကိုအမှတ်မထင်တွေ့လိုက်ကြတာပေါ့ဗျာကျွန်တော်တို့လင်များနှစ်ယောက်လည်းဆက်ဆူချင်တော့ကူထဲကိုဝင်ခဲ့ကြတဲ့ကူထဲမှာအခုလိုပဲအလင်းရောင်ကောင်းကောင်းရနေတော့အထင်းဝင်လာမိလိုက်တော့ခုနေရာရောက်လာတာဗျာ အဲ့ဒီတော့ကဒီကြောက်တကားကြီးဟာလေမပိတ်ထားဘဲနဲ့ဒီတိုင်းကိုဖွင့်ထားတာကျွန်တော်တို့လည်းအထဲလဲဝင်ပြီးတော့ဒီများပြားလာတဲ့ယတနာတွေကို တွေ့ရတော့တာပဲဗျအဲ့ဒီချိန်ကျွန်တော်တို့နှစ်ယောက်ပြုံးလို့အချိန်တန်ကြောင်ကခုံခဲ့တယ်ပြီးတော့ယတနာတွေကိုယူပြီးကျွန်တော်ရဲ့ဇနီးကိုဝတ်ဆင်ပေးလိုက်တာဗျပြီးတော့ကျွန်တော်ကပြောတယ်မိမကြီးဒီနေ့အစားပြီးငါမင်းအတွက်လေးရွှေအတိပေးတဲ့အိမ်တွေပြည်ပေါ်ကတွေနဲ့ထားနိုင်တော့မင်း မင်းရဲ့စီးရော်ဖရက်ကိုလည်းရွှေသားအတီနဲ့လှုပ်ပေးမယ်။မင်းထိုင်မဲ့ခုံကိုလည်းယတနာ၉ပါးစီချဲထားတဲ့မြောက်ကြောက်ခုံလှုပ်ပေးမယ်လို့ပြောလိုက်တာ။အဲ့လိုပြောတော့အဲ့လိုပြောတော့ရောဘာတွေဆက်ဖြစ်သေးလဲ။ထင်ပေါ်ကစိတ်မရှိစွာဝင်မေးလိုက်တာပေါ့။ဒီသူကလည်းတက်ပြင်းရှည်တစ်ချက်ချပြီးကျွန်တော်အဲ့လိုပြောတော့ကျွန်တော်ရဲ့ဇနီးကလည်းပျော်ရှာတာပေါ့ဗျာ။ဒါပေမဲ့ငါတို့ရဲ့အပြော်တွေကတတင်းကအတင်းကိုပျောက်ကုန်ရောဗျာဟင်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ဗျာ အဲဒီချိန်ကူထဲမှာရောင်ထုံးထုံးထားတဲ့လူနဲ့သူ့ရဲ့အခြေအနေကပေါ်လာခဲ့တယ်။ပြီးတော့သူကပြောသေးတယ်၊ငမိုက်သားတဲ့ငါဒီယတနာကူကိုဖွင့်ပြီးတော့မင်းတို့ကိုဝန်ခွင့်ပေးတာစေရဲ့နှုံချလာတယ်မင်းတို့လင်များကို အလိုတန်လောက်ခိုင်းစေခြင်းလို့တဲ့ခုတော့မင်းဟာအလိုတန်လောက်ပေါ်လေတခုမှမဟာပဲမရအတွက်ပဲငဲ့နေတဲ့ကောင်းနဲ့ဒီနေရာကိုတင်းတို့လင်များနေအောင်စောင့်ရှောက်နေရေးပြီးတော့ဆိုပြီးသူတို့တွေကပျောက်သွားခဲ့တယ်ဗျာ ပြီးတော့ဒီကူတကားလဲလေဂျင်းကလေးနေအောင်ပိတ်သွားတော့တာပဲဒီတော့မင်းတို့လင်မယားနေအောင်စလုံးတိုက်ဆောင်ပေါ်ဟာဖြစ်သွားကြရတာပေါ့ဟုတ်ပါတယ်ဆရာရဲ့ဒီတော့တင်းတို့ကလေဘလို့ကူညီစေချင်တာလေကျွန်တော်တို့စောင့်နေရတဲ့ဒီယန္တနာတွေကိုထပ်ပနာထည့်ပြီးလူရအောင်ဖျားစီဒီတဆူတီးပေးပါဆရာရဲ့စေတီတာကတော့ဟုတ်ပါပြီဗျဘယ်နေရာမှာတီးရမှာလဲဒီနွားတောင်ရဲ့နွားဥကောက်ထိတ်တက်တက်မှာတီးမှာပါဆရာ ခုကူကနွားတောင်ရဲ့စုပ်အိုးဝနေရာမှာပါဗျဒါဆိုလေတင်းတို့အတွက်ဈေးတီးပေးရတာပေါ့ကွာဒီလိုနဲ့နွားဦးကောက်တဲ့တောင်ထိတ်ကိုတက်ပြီးဈေးတီးဖို့အတွက်မြေနေရာရှင်းပါလိမ့်မောင်ရီကဲတို့ဆရာတပည့်နှစ်ယောက်နဲ့အတူတိုက်ဆောင်လင်မယားနှစ်ယောက်ကလည်းအားတက်တရကူညီကြတာပေါ့ စေအီတီဘိုအတွက်လိုအပ်တဲ့အုတ်သေးကြောက်ထုံးနေဘီလက်မြေတို့ကိုဘယ်နေရာကလာတဲ့လူမှန်းမသိလာရောက်ပြီးတော့လှူဒန်းကြတယ်။လိုအပ်တဲ့ပစ္စည်းတွေစုံတဲ့အခါမောင်ရဲကဥဆောင်ပြီးကမာကထာပြုကပနက်ရိုက်ပြီးတော့ပစ္စည်းအသုံးစင်စတင်တည်လိုက်ပါတယ်။ဒါပေမဲ့အထက်ပိုင်းပစ္စည်းအပေါ်မှာရှစ်တောက်ရှစ်တောက်အပေါ်မှာခြေဝိုင်းခြေခွေဒီခြေခွေအထက်မှာ ခေါင်းလောင်းနှုတ်ခမ်းခေါင်းလောင်းနှုတ်ခမ်းထက်မှာဖောင်ရိပ်ဖောင်ရိပ်ထက်မှာကြာမောက် ကြောင်မောက်ထမရွေရွေထမကြာလန်ကြာလန်ထမမူရသည်တမမဟုတ်ငှပြောဘူးငှပြောဘူးထမမူကြီးစလောင်းတိကိုတော်ပြေစေဤတဆူကိုမယမနာအစစ်စင်တီလာခဲ့ရာနောက်ဆုံးမှာတော့စေဤလေးပြီးဆုံးသွားခဲ့ပါတယ်အာလုံးပြီးစီးတဲ့ခါမှာတော့ကုရဲမယန္နာတွေကိုယူပြီးတော့ဌာပနာတိုက်ထဲကိုထဲ့လူပူဇော်ခဲ့တဲ့ခါမှာယန္နာတွေဟာရွှေလင်းပန်းပြေ၉ဘန်းရှိတာကြောင့် ရွှေလင်းမန်းစီရီဆိုပြီးတော့ဘွဲတော်အမိလဲပေးလိုက်တာပေါ့မောင်ရင်ကဲဥဆောင်ပြီးတဲပေးလိုက်တဲ့နွားတောင်ထဲမှာကိုတော်ပြေစီရီဖြူဖြူလေးကတပည့်စွာတည်ရှိနေပါတယ်စီရီဒီပင်ရေစက်ချအမြဝေဖို့အတွက်မောင်ရင်ကဲကငယ်စီယာဦးမေတာဝေးကိုစိတ်ထဲမှနေပြီးတော့ပေးလိုက်တာပေါ့အဲ့ချိန်ကောင်းကင်မှာအလင်းတန်းတွေပေါ်လာပြီးယဟန္တာတပါပေါ်လာပါတယ်ဒီရဟန္တာမှာဆရာတော်ဥမေတာဝီပဲဖြစ်တာပေါ့။မောင်ရေကနေတူအလိုရှင်တွေက ဆရာတော်ဦးမေတာဝေကိုယူကျိုးစွာရှခိုးဦးချလိုက်ပါတယ်။ဆရာတော်ဦးမေတာဝေကလည်းစေဒီဖြစ်များဖို့အတွက်ကူညီပေးကြတယ်။လူနယ်တူကိုအကျိုးတရားရေအေးတိုက်ကျွေးပြီးရေဆက်ချအမြောက်ဝင်လိုက်တဲ့အခါပုံဝင်းကျင်တခွဲမှာတာရုခေါ်တန်းတွေကတော်တော်ညံသွားတော့တာပေါ့။နွားတောင်မှာရှိတဲ့တိုင်ဆောင်လင်းများနှစ်ယောက်လည်းတာရုခေါ်ပြီးတော့တိုင်ဆောင်ပေါ်မှာကျွလွသွားကြပါတယ်။ကိစ္စဝဝပြီးတဲ့အခါဆရာတော်ဦးမေတာဝေလည်းပြန်ကြောက်သွားတော့တာပေါ့။ မောင်ရင်ကဲတို့လည်းမိမိတို့ပြုခဲ့တဲ့ကောင်းမှုတွေကြောင့်ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ရပြီးနွားတောင်မှာမိမိနေရကိုပြန်လာခဲ့ကြတော့တာပေါ့မောင်ရင်ကဲနဲ့အိတ်တလိတ်ဆုံးကိုအောင်တန်းရှင်လင်းခွေးမတောက်တဲ့အရေတွေထပ်ပြီးတော့တောက်လာပြန်ပြီလားနန်စောနေရပဲအေးဟေးမင်းဘာမှမသိပဲနဲ့ဝင်မပြောနဲ့အေးစီရမင်းကြောင့်ကအရက်တောက်နေရတာဟွန်းကျုပ်ကဘာလုပ်နေလို့လဲတော့ရှင်မသာရှင်တင်အောင်တောက်ပြီးရောလေကျောက်ကြောင့်လို့အပြစ်မတင်နဲ့နော် မင်းကြောင့်ငါတောက်တာကွာမင်းကငါလိုချင်တဲ့ကလေးကိုရအောင်မွေးပေးနေလို့လားကွာငါတို့အိမ်အောင်ကြလဲကြားနေပြီကလေးတယောက်တောင်းလေမင်းမွေးနိုင်လို့လားကွာဟမ်အိုတော့ဒါကြောင့်ရဲ့အားနေချက်လို့ရှင်ရတစ်ဖက်သက်ဆွဆွဲလို့ရမလားရှင်အားနေချက်လည်းဖြစ်နိုင်တာပဲလေတော်စမ်းမအမြုံမရမင်းကွာငါလိုချင်တဲ့ကလေးကိုရအောင်လဲမွေးမပေးနိုင်ဘူးထောက်တော့မကြဘူးကွာဒီမှာကိုအောင်တန်း ရှင်ကျုပ်ကိုဒီလိုပြောစရာမလိုဘူး။ရှင်မဲချစ်လာကြိတ်လာရဲ့ဆိုခုတော့ဒီခွေးစကားပြောပြီပေါ့။ဟာဒီကောင်မဒီလိုပြောပြီးသူတို့လင်မယားနှစ်ယောက်သားစကားချေတင်များကြပြီးလက်မပါကျင်တာကြောင့်ကိုအောင်တန်းတယောက်ကအိမ်မှာထွက်လာခဲ့တယ်။သူတို့လင်မယားနှစ်ယောက်ပေါင်းဖက်ကြတာကဆယ်နှစ်ခန့်ရှိနေပြီဖြစ်ပေမဲ့လည်းခလေးကမရသေးဘူးပေါ့။ခလေးရုပ်ရုပ်နေတဲ့ကိုအောင်တန်းမှာဇနီးဖြစ်သူခလေးမယားတတာကိုအကြောင်းပြုပြီးနေနေညာညာအရက်ဖိတောက်တော်တဲ့ ဇနီးတွေကိုလည်းတဖြည်းဖြည်းစိတ်ကုံလာတယ်။အရင်ကချစ်ခဲ့တဲ့ဇနီးတွေကအခုအမုန်းဆုံးသူတယောက်ဖြစ်သူ့ရဲ့စိတ်ထဲမှာလည်းမှန်နေပါတယ်။အိမ်ပြန်လာလာနေပွားစီပွားစီလှုပ်တက်ပြီးစူပူတက်တဲ့ဇနီးတွေအိမ်စီမကိုသူဟာမကြည့်ချင်တော့ဒါကြောင့်သူဟာစိတ်သက်သာရရှာပါတော့တယ်။တခြားရွာမှာတငယ်ချင်းဖြစ် သူရဲ့အိမ်မှာကန်နေပြီးမိမိအိမ်ရှိရာရွာကိုတော့မှ ပြန်မလာတော့ချင်းအေးရွာမှာအနေကြလာတဲ့အခါရွာခံမိကျောဆိုသူနဲ့ညီဆုံးမိကြတာပေါ့ အိမ်မှာကြံ့ရင်ခဲ့တဲ့ဇနီးတဲ့မတ်အိမ်စီကတော့လျောင်ကြားအပေါ်အချစ်စိတ်ကမကုန်သေးကိုအောင်တန်းကဇနီးဟောင်းကိုမေးပြောပြီးဇနီးတဲ့နဲ့ပြောနေရှာတယ်ဇနီးတဲ့လေးကလည်းဇနီးဟောင်းလိုမျိုးပွားစီပွားစီမလုပ်တဲ့သူအရက်တော့ပြင်မဲ့လဲဘာမှကိုမပြောတတ်ချင်းသူ့အကြိုက်ကိုအလိုလိုက်တယ်ဒါကြောင့်ကိုအောင်တန်းတယောက်ဇနီးတဲ့လေးရဲ့အပြုစုအောင်မှာတာယာရင်မှုနေတော့တာပေါ့တနေ့တော့သူတို့နှစ်ယောက်စလုံးအတိလင်းတွေ့ပြီး တရားဝင်လက်မှတ်ထိုးလိုက်ကြတော့တယ်။အိုင်းနေပါသူတို့နှစ်ယောက်အတွက်တရားလှပလာတဲ့နေ့တနေ့လေးဖြစ်ခဲ့ပါတယ်။ရွာမှာကြံခဲ့တဲ့မအိမ်စီကလျောက်ကြားဖြစ်သူဟာမိမိမဟုတ်တဲ့တခြားတယောက်နဲ့အပျော်ကြီးပျော်နေတဲ့တဲ့င်းကိုကြားရပြီးမိမိနားကိုတော့မိမိမယုံနိုင်အောင်ဖြစ်ရတော့တယ်။ချစ်ရသူလျောက်ကြားကမိမိမဟုတ်တဲ့တခြားတယောက်နဲ့ပျော်နေတာကိုဘယ်စနီးတွေကသီးခံနိုင်ပါလိမ့်။အေးစီမကသတင်းကြကြချင်းအသားတွေတဆက်ဆက်တုံနေအောင်ဒေါသထက်မိတာပေါ့ ဒါကြောင့်မိမိအနှစ်နှစ်လလကအောင်အီထိသိမ်းခဲ့တဲ့ပညာကိုထုတ်သုံးတော်ရင်သူမရဲ့ဇာတိအမှန်ကပညာသည်မျိုးဖြစ်တဲ့အင်္ဂလိပ်ဆုံးတယောက်ပေါ့တခြားရွာကတယောက်ဖြစ်ပြီးကိုအောင်တန်းရဲ့အကြောင်းပါလာကြောင့်ရောင်နောင်စတုံးပါတယ်လို့ချစ်သူမျက်နာတရွာထင်ပြီးတော့လိုက်လာခဲ့တာပေါ့သူ့ရဲ့ဇာတိရုပ်အမှန်ကိုဘသူမှလည်းမသိဘူးမသိအောင်လဲသူကတူတူဟဝဝနေခဲ့ပါတယ်အခုတော့ချစ်ရသူလျောက်ကြောင့်သူ့ရဲ့ပညာကိုထုတ်သုံးရတော့မင်း ဒါကလည်းသူ့ရဲ့အချစ်တစ်ခုအတွက်ကြောင့်ပေါ့သူတတ်တဲ့ပညာနဲ့လျောင်ကြားဖြစ်သူအောင်တန်းရဲ့ပစိုးစားအားအစီရင်ပြုလုပ်ပြီးသူ့စီပြန်လာစေဖို့အတွက်ဓာတ်ရိုက်တက်စင်လုပ်တော်ရင်ဒါပေမဲ့တဖက်မှာဖုံးကန်မြမနေခြင်းဖြစ်တာကြောင့်လည်းထင်သလောက်မလွယ်ကူခဲ့ဘူးညောင်စုရမရှိရဲ့ကိုအောင်တန်းတို့ဇနီးမောင်နှံကလေယာလုတ်ကိုကြူးကြူးဆဆလုတ်ကင်ကြပေမဲ့ပင်မရကျုံမနေခဲ့ဘူး စိုက်ပျိုးသမျှအသီးနှံတွေမှာအရွယ်မရောက်ခင်တိမ်ဆုံကုန်တာကြောင့်လင်မယောင်းနှစ်ယောက်စလုံးတောကားရောက်ကြရတယ်။မိမိတို့စိုက်ခဲနီးမှာခြံတွေမှာစိမ့်ဆူကစိုက်ပျိုးသမျှဖြစ်ထွန်းနေသူတို့မှာတော့မျိုးဘိုးနဲ့လူဝါကကိုယုံသားအဖက်တင်တာပေါ့ဒုတိယဇနီးနဲ့အိမ်တော်ကြတာကတနေ့ခန့်ရှိပြီးဖြစ်ပြီးသူ့ရဲ့မျော်လင့်ချက်ရောင်ကြည်လေးရလဲတန်းလာတဲ့အကြောင်းကတော့မိမဖြစ်သူက သူ့လိုချင်တဲ့ကလေးကိုလွှဲထားရတာကြောင့်ပေါ့ ကိုအောင်တန်းကတိုးလာမဲ့မိသားစုဝင်အတွက်စူးစမ်းပြီးအလုပ်လုပ်တဲ့ဒါပေမဲ့ဘာပဲလုပ်လို့အဆင်မပြေဖြစ်နေတဲ့အလုပ်တစ်မျိုးပြီးတစ်မျိုးပြောင်းလုပ်ပေမဲ့လည်းဘာလို့တစ်ခုမှအဆင်မပြေဒါပြင်စနီးတယ်မှလည်းကိုဝင်းကနေစီလာစီဖြစ်နေပြီပေါ့မိဘစရိတ်ကလေးကလည်းမစုမိသေးဘူးအလားတောင်တဲတူးသမားနောက်ကိုလိုက်ပြီးတော့တဲတူးတဲ့မြေနေရလန်ဆိုင်ဆိုသလိုတနေ့တဲတူးနေရကိုအောင်တန်းတဲရင်ပြောကြပြီးတဲပီကခြေရောက်တစ်ဖက်ကျိုးသွားတော့တယ် ကံကောင်းထောက်မရာကြောင့်အသက်တော်မသေးခဲ့ကိုအောင်တန်းရဲ့ခြေတော်တဲပေးပင်တလာခံကြမှာဇနီးတဲ့အားမိဖွားပြန်နေစေဘွားဝါဘွားမွေးဘွားစီအကုန်လုံးကိုရောက်ခမဖြစ်သူကတာဝန်ယူပေးလို့သာတော်တော်တာပေါ့ဒီလိုမဟုတ်ဘူးဆိုရင်သူတို့လင်မယားနှစ်ယောက်စလုံးငတ်တည်မဲ့ကင်းကဆိုင်နေတော်တယ်ကိုအောင်တန်းကမိမိဘွားမှာဤမြောင်လောင်ဘေးဒုက္ခရောက်လာတာကအိမ်တော်ရေးဖောက်ပြန်မိခြင်းကြောင့်ပဲလားဆိုပြီးတော့လဲတွေးမိတာပေါ့ဒီလိုနဲ့သူတို့အိမ်တော်တတန်းအားလဲကြာလာပြီ တမီးလေးနှစ်နှစ်အရွယ်ကိုရောက်လာခဲ့ပါပြီ။ဒါပေမဲ့တမီးလေးကအခုချိန်ထိစကားလုံးဝကိုမပြောတတ်သေး။ကိုအောင်တန်းတို့လင်းမယားနှစ်ယောက်မှာအလောက်ကအစင်မပြေစိတ်ဆင်းရဲတဲ့တန်တွေကြောင့်ရုပ်ကလမ်းမှာရှင်းဆွဲထပို့ပြီးတော့လဲဦးစားလာတယ်။သူကတော့ဇနီးဟောင်းကိုလုံးဝမနေပြီးဖြစ်ပေမယ့်ရွာမှာကြံခဲ့တဲ့မအေးစီကဒီကနေ့ထိတိုင်းကိုအောင်တန်းကိုမမေ့သေး။ဒါကြောင့်သူ့ရဲ့အစီအမားလေးနှစ်တန်ကြတဲ့အထီးကိုရမပြတ်လုပ်ခဲ့ပါတယ်။ တနေ့စီဝါရေးအစင်မပြေလွန်လာတဲ့ကိုအောင်တန်းတို့လင်းမယားကတမင်းလေးရဲ့လက်ကိုဆွဲပြီးတာလိုရောင်မှာရှိတဲ့မောင်ရဲခဲထံကိုရောက်လာလိုတာပေါ့သူတို့ရောက်လာရတဲ့အကြောင်းရင်းမှာစီဝါရေးအိမ်နောင်ရင် လူမှုရေးသုံးခုအတွက်လာရောက်တွက်ချက်ခြင်းပဲဖြစ်ပါတယ်မောင်ရေကလည်းကိုအောင်တန်းမိသားစုကိုအိမ်မော်ဖျားခန်းနဲ့ခေါ်ပြီးဖျားရှိခိုးစေပြီးလာရင်ကိစ္စကိုမေးတော့တာပေါ့ဒီဟာအကိုတို့ကဘေးရောက်ကလေးဗျအကိုတို့ကညောင်စုရွာကပါဗျာ ဒီရွာနဲ့လေးငါရွာလောက်ချားပါတယ်အလုံးဒီလောက်ဝေးတဲ့ခီးကို ခလေးငယ်ပါခေါ်ပြီးတော့ရအောင်လာတယ်ဆိုတော့ကိစ္စရှိလို့ထင်မှဗျာဟုတ်ပါတယ်ဆရာလေးရဲ့အကိုတို့မိသားစုလေးဘာပဲလုပ်လို့အဆင်မပြေလုံးလို့ပါပြီးတော့တမီးကလေးကလည်းလေအသက်က၄နှစ်ရှိနေပြီစကားတစ်ခုမှမပြောသေးရော်လေတိုက်ကများလာလာလားဆိုပြီးတော့တိုက်လဲစစ်ချင်လို့ပါဗျ။အော်အင်းမကျွန်တော်ကြည့်ပေးမယ်လေ။လားခလေး ။ရှေ့ဦးတိုးလာမောင်ရင်ကလေးကလေးမလေးကိုခေါ်ပြီးစစ်ကြည့်တဲ့အခါပညာနဲ့စကားပြောမြတ်အောင်လှုပ်ထားတာကိုတွေ့လိုက်ရပါတယ်။ဟင်ဒီကလေးကတိုက်ခလာလို့စကားမပြောတတ်တာမဟုတ်ဘူးဗျ။ပညာသည်တအိုးကစကားပြောမြတ်အောင်လှုပ်ထားတာ။ဟင်ပညာသည်ဟုတ်လားဆရာ။အကိုတို့ကဘာမှနားမလဲတော့ဘာမှမလှုပ်ပေးတတ်ဘူးလေဗျာ။ပညာဆက်တွေတွေ့နေတယ်။အကိုတို့ကလေအရင်စစ်ကြည့်ပြီးမှ ခလေးကိုကဲလို့ရမှာလားအကိုရှေ့ကိုတိုးလာကိုအောင်တန်းလည်းမောင်ရီကဲပြောတဲ့အတိုင်းရှေ့ကိုတိုးလာတယ်မောင်ရီကဲစစ်ကြည့်လိုက်တဲ့အခါတရိုက်တဆင်ပြူပြီးဘာလို့လို့အဆင်မပြေအောင်လှုပ်ထားတာကိုတွေ့ရတာကြောင့်အစွဲရှင်ကိုခေါ်သွင်းတာပေါ့ဒီတနင်္ဂနွေသားရဲ့မိသားစုကိုဘာလို့လို့အဆင်မပြေအောင်လှုပ်ထားတဲ့သူငါအရှိရောက်စေအစားထိုးဝင်ခြင်းမပြုရဆိုပြီးတော့ပြောတာပေါ့ မောင်ရီကဲကအမိန့်ထုတ်ပြန်လိုက်တာနဲ့ကိုအောင်သားမှမနေအောင်ထိုင်လိုက်ပြီးခေါင်းမော်တယ်။ဘာလို့ဖို့ငါ့ကိုခေါ်တာလဲဟဲ့။နင်တို့ယောက်ျားတွေကိုလေငါအမုန်းဆုံးပဲ။ပြောစရာရှိရာမမြန်ပြောဟဲ့။ဒီလိုနဲ့မင်းကလေးအတန်ထွက်လာခဲ့တာကြောင့်ကိုအောင်သားနဲ့တူပါလာတဲ့ဇနီးတွေမှာပစက်အဟောင်းသားကြည့်ပြီးတော့အံ့ဩနေရပါတယ်။မောင်ရီကဲကလည်းရောက်လာပြီလား။ရောက်လာရင်ဖះကိုဥတိုက်လိုက်ပါအောင်ဗျ။ဥတိုက်တယ်ဟဲ့ဥတိုက်တယ်။မင်းစရာရှိရာမမြန်မင်း ဒီကောင်မတွေကိုလေငါတိတ်ကြည့်ရတာမဟုတ်ဘူးနော်ဒီလိုနဲ့ဘေးမှာရှိတဲ့ကိုအောင်တန်းရဲ့ဇနီးတဲ့ကိုမျက်စောင်းထိုးကပြောပြီးဖီးအားကိုဥတိုက်ပါတယ်။အေးဒါဆိုမိမိဘာကြောင့်ဒီမိသားစုကိုလဲဒုက္ခရအောင်လုပ်ရတာလေကွာ။ဟေးဒီငနာကောင်ကလေငါ့ကိုပြစ်သွားပြီးမယံငယ်နဲ့ပြောနေရကိုငါကငြိမ်ပြီးတော့ကြည့်နေရမှာလားဟဲ့။သူ့ဘဝနဲ့သူရှိပါစီရောလေဗျာ။သူ့ပြစ်သူခံယူရမှာပေါ့။မရဘူးဟဲ့မရဘူး။ ဒီဖောက်ပြန်တက်တယ်လေးယောက်ျားနဲ့သူ့ရဲ့ချစ်လာစွာတဲ့မရင်ငယ်ကိုလည်းအမျိုးမျိုးစိတ်တော်ကရောက်လှုပ်ရမှငါ့အကျဉ်းနဲ့မှဟဲ့ခေါင်းမာလာကြည်လားသူတို့ကိုဘာလုပ်ထားရလဲဟာတဖြည်းဖြည်းနဲ့စိတ်ဆင်းရဲပြီးတရားလှုပ်ထားတာသူငါ့ကိုပြစ်ပြီးရောလေတခြားရင်ခွင်ကိုခိုးခဲ့တော့ငါမှသူ့ကိုလွမ်းဆွတ်ပြီးတော့စိတ်တွေဆင်းရဲခဲ့ရတာအခုသူတို့ခံရတာနဲ့ဆိုင်ဘာမှမပြောပါတော့သေးဘူးနော်ဒီထက်မကောက်ကိုခံစားစေချင်တာ တန်တရာအတွက်အကျိုးမရှိရရင်မလုပ်ပါနဲ့ကွာသူများကိုမြိုက်တယ်မိရလေသူများကိုမလောင်ခင်ကို့ကိုအရေးလောင်တာပါဗျနေဘာမှမသိပဲနဲ့ဝင်မပြောနဲ့ငါယောက်ျားတရာလုံးလေသူများစီပါသွားတာငါကြည့်နေရမှာလေလားဟဲ့ကဲငါမပြောချင်တော့နေလုံထားရအကုန်ပြန်ယူသွားပြီးတော့ခလေးစကားမပြောတဲ့အောင်လှုပ်ထားတာကိုလေပြန်ဖွင့်ပေးလိုက်နော်ဟာတေးတောင်ပြန်မယူနိုင်ဘူး အိမ်အောင်ရေးဖောက်ပြန်နေတဲ့ယောက်ျားနဲ့သူများအိမ်အောင်လူယူတဲ့မိမအတွက်လေတဟာပြစ်တံမေတေတောင်ပြန်မယူနိုင်ဘူးဟဲ့ပြောလေစိုးလေပါလားကွာဒီကလေးနေရာမှာလေတင့်ကလေးဆိုရင်ကောတင်ကြည့်ရနိုင်ပါလေလားကွာဟဲ့နေရဖောက်ပြန်တဲ့လူတွေအကြောင်းကိုလေမသိသေးတော့ဒီခန်းစားချက်တွေကိုလေဘယ်ကိုကျေးစာတက်ပါမလဲဟဲ့မယူနိုင်ဘူးငါအသက်တည်သွားပါစေဟဲ့ဒီကောင်နဲ့ကောင်မောင်လှုပ်ထားရပြန်မယူနိုင်ဘူးနော် ပြောရခလာကြီးလားဗျမေတ္တာရှိထားပြီးတော့ပြောနေအောင်လက်ခံစမ်းပါကွာအတော်မနာချင်ပါနဲ့တိ့ကိုနာကြည့်အောင်မလုပ်ချင်ဘူးနော်ငါလေနင်တို့ယောက်ျားတွေအကုန်လုံးမုန်းနေသူတပားအာနေချက်ကိုနိုင်ခွဲယူတတဲလေးနင်တို့ယောက်ျားတွေကိုငါအယမ်းမုန်းနေပြန်မယူနိုင်ဘူးဟဲ့ဒါဆိုလေကို့ထိုင်နေကိုပေါ်လေလူနာကိုကြရမှာကငါတောင်းဝင်မှုငါ့ကိုအပြစ်မဆိုနဲ့နော်ကဲဆိုင်ရီသူ့ကိုလှုပ်ထားရီပြန်ယူအောင်လှုပ်လိုက်စမ်း မသေးစေနဲ့နော်အာဆင်မိုင်ကြီးကဆင်းနဲ့နင်းချလိုက်ပေမဲ့အဆွဲရှင်မှာအသားနာခံပြီးလှုပ်ထားတဲ့အရာတွေကိုပြန်မြူပဲရှိနေတာပေါ့သူ့ရဲ့မျက်လုံးထဲမှာလေနှာကြီးတဲ့အရေးရောင်တွေက အထင်းသားကိုတွေ့ရပါတယ်ဟွန်းငါအသက်ပဲအသေးခံမဲဟဲ့ပြန်မယူနိုင်ဘူးကဲကဲလှမ်းမိုင်ကလှမ်းနဲ့ထိုးချလိုက်စမ်းအာကိုအောင်သားမှာလူလိုက်အောင်နာကျင်နေပေမဲ့လှုပ်ထားတဲ့ပညာတွေကို ပြန်မယူဘူးညင်းနေတာပေါ့ ဒါကြောင့်မောင်ရေကလည်းအခက်တွေ့နေတယ်။အတင်းအတမနှိမ့်ဆက်ပြီးပြန်ယူခိုင်းမိမယ်လေ။တစ်ဖက်ပညာသည်ကနာကြီးချက်ကြောင့်ပြန်မယူ။သူလည်းသူ့ပညာကြောင့်လူတတ်မှုမကျူးလွန်ခြင်း။တစ်ဖက်သူကိုလည်းစာနာမိတယ်။ခြေရသူထမ်းမှာဖောက်ပြန်ခံရတဲ့ခံစားချက်ကိုသူကလည်းနားလေတာပေါ့။ဒါပေမဲ့နောက်ဆုံးမှာနှိမ့်ဆက်မေးမြန်းတာကို မလုပ်တော့ဘဲပညာသည်တို့ရဲ့အချုပ်ဖြစ်တဲ့ကဝေတာရဘဘောကြီးနဲ့အနောက်မေတော်ကိုဆင့်ခေါ်လိုက်ရပါတယ်။ အစွဲရှင်အားလည်းကြည်ကြုံကလေးထိုင်းပြီးအယိုသိပြုတော်တာပေါ့ကဝေတော်ရဘဘကလည်းဒီအစွဲရှင်ဟာသမီးကို့ကိုမချင်မနေတဲ့သူတည်းလေးဘာကြောင့်လောင်မြိုက်ခံနေရတာလဲကွာသသမီးသူချစ်လုံးလို့ပါဘဘရဲ့အေးကွယ်ချစ်တာချစ်အပြစ်တော်မဖြစ်စေနဲ့အခုသမီးလောက်တာလေးအချစ်မဟုတ်တော့ဘူးအပြစ်ဖြစ်သွားပြီကွယ်သမီးလေးရဲ့ရှေ့ဘဝကံကြောင်းလေး ဒီဘွားမှာခလေးမရနိုင်တဲ့လူဖြစ်နေရတာဒီဘွားမှာကွယ်အပြစ်တွေထက်လို့နေနောက်ဘွားအတွက်တော့လေမတွေးဝင်စရာပဲနော်ကဝေသွားတာဘဘကြီးကဒီလိုတရားချပြီးပေမဲ့အဆွဲရှင်ကရင်ထဲမှာလှလိုက်လဲလဲဝမ်းနေနေရှာပါတယ်အနောက်မေတော်ကဘာမှကိုဝင်မပြောသမီးလေးအပြစ်တွေထက်မဖြစ်ခင်ပြင်ဆင်ပါတော့နော် သမီးနားလဲပါပြီဖူဖူသမီးနားလဲပါပြီသမီးချီရသူပြောဖို့လေသမီးစည်းခံပေးလိုက်ပါမယ်ဆိုပြီး ခေါင်းမခြေစုံတတ်ချပြီးလှူထားသမျှတွေကိုအကုန်အစင်ပြန်ယူသွားတော့တယ်။နောက်ပြီးဘေးမှာကြည်နေတဲ့ကိုအောင်တန်းရဲ့ဇနီးမလည်းမိမိရဲ့မိုက်ပြေကိုပြန်ပြီးတော့နောင်တရနေတာပေါ့။အစွဲရှိအောင်ကလေးငယ်ကိုစကားပြောမရအောင်လှူထားတာကိုလည်းပြန်ပြီးတော့ဖွင့်ပေးလိုက်တဲ့အခါကလေးငယ်မှာစကားပြောတတ်သွားပါတယ်။အစွဲရှိအားလေကဝေးသားတော်ဘဘကြီးနဲ့မောင်ရီခဲကိုနှုတ်ဆက်ပြီးဖျားကိုဦးတိုက်ကထွက်ခွာသွားတော်ရင် မောင်ရီကလေးကော်ဝေတာရာဘူဘူနဲ့အနောက်မဲရကိုကျေးဇူးတင်ကြောင်းပြောပြီးပြန်ဖို့ပေးလိုက်တော်တာပေါ့ကိုအောင်တန်းတို့လေးများကိုလည်းအိမ်အောင်ရေဖောက်ပြန်ကြည့်ရဲ့အကျိုးပြုကိုပြောပြပြီးချီမန်းကျူတယောက်တခွင်ပေးကောင်းကဲဒီနေ့မှစပြီးအလောက်ကန်အလုံးအဆင်ပြေသွားပြီဒီလိုဖြစ်ရတာကလည်းလေအိမ်အောင်ရေဖောက်ပြန်မိကြလို့ပါဗျာဒီတော့တန်ဝေကယူပြီးတော့ဆင်ကျင်ကြခလေးငယ်လေးစကားပြောတတ်သွားဤဒီနေ့ကစပြီးတော့ဘာမှမဖြစ်တော့ဘူးနော် ယေရှုတင်လိုက်တာဆရာရဲ့အကိုတို့မှားခဲ့မိပါတယ်ရှစ်ဆက်ဒီလိုမဖြစ်အောင်ကံငါးပါးကို လုံအောင်လဲထိမ့်မမယ်ဒါကဆရာရဲ့ပညာကြီးလေးပါဗျာပညာကြီးမလိုပါဘူးဗျဒီပညာကြီးပေးမဲ့ငွေကိုပြန်ယူပြီးတော့ကောင်းတာတစ်ခုခုလုပ်လိုက်ပါယေရှုအရန်တင်ပါတယ်ဗျာကတော့ဗျာစီလေးစားလုံးလို့ပါဗျာဆိုပြီးလင်မယားနှစ်ယောက်နဲ့တမင်းငယ်လေးပါဝင်မောင်ရေခဲကိုကတော့ကြာတာပေါ့ ီးတော့လင်းများနေရာစလုံးသမီးလေးလက်ကိုဆွဲပြီးလာရလန်းတိုင်းပြန်လာခဲ့ကြပါတော့တယ်ပြည်သူများရှင်အခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူခွန်ရေးသားထားတဲ့မော်ဝီကဲပါဝင်သောနွားတောင်တိုင်းနဲ့အင်ဒလိဆုံးဆရဲဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်နေရီမှာလည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးတော့မှာမလို့စောင့်မျှော်နာဆင်အားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်